ကိုစိတ်နှဖျားဘေးရန်ကွာကျမချမ်းသာကြပါစေအဲ့တော့ဒီကနေ့တော့ဒေါ်မကြီးဒေါအောင်ဆန်းစုကြည်ရဲ့ Freedom from Fear ဆိုတဲ့စာအုပ်ထဲကကြောက်ရွံ့ခြင်းမှကင်းဝေးခြင်းပေါ့အဲ့ဒီစာအုပ်ထဲက Inquest of Democracy ဒီမိုကရေစီရှာပုံတော့အပိုင်း၃ကိုဆက်လက်ပြီးတော့ဦးစင်းဆွေးနွေးပြခြင်းပါတယ်။ဒကမကြီးရေးခဲ့တဲ့စာအုပ်တွေဇာတိထက်ကားတွေကို လွယ်ကူကူနဲ့ဖြစ်အောင်အယက်သားအယက်သုံးစကလုံးတွေနဲ့ရေးထားပါတယ်အဲ့ဒါဖတ်ပြပါမယ် However in Burma where decades of isolation have kept the country cut off from political and intellectual progress and the rest of the world people have had to rely on their own efforts to challenge two false ideas first that they are not ready for political responsibility. And second, that democracy is not suitable for Burmese society, I mean, for their society. no atwe ayu sari da ya si pe me shi အာနာရှင်တွေရဲ့เนาะအတွေးအယူအဆတွေကိုဒါဒီမကြီးကပြောပြထားတယ်အတိပ္ပယ်ကတလုံးစီဘာသာပြန်ပေးမယ်ဆိုလို့ရှိရင် in Burma where decades of isolation decades ra sezuni sezuni paw mya soa ba lok khan tha le so of isolation isolation soa ga ti cha ne khwe thuk khan tha ya da no a ra isolation soa ti cha khwe thuk khan tha ya da ti cha a ya ri ne khwe khan tha ya da ဥပမာအဖြစ်เนาะဒီစကလုံးကိုပြန်မသုံးလဲဆိုတော့ဒီ2021 အာနာစသိင်္ဂါဇာကကုလသမေကတွင်မှုချုပ်ရဲ့ဟလာအကြံပေးအထုကိုစလေခရစ်တီရှာကနဘာကနာကဒီစကောင်စီတွေကိုပြောတယ်ပေါ့စခေါင်းဆောင်တွေကိုမင်းတို့ပြည်သူတွေကိုအဲ့ဒါလိုနှိပ်စက်ပြန်ရင်နာတန်တရားတပတ်လဲပြီးတော့အဲ့လိုနှိပ်စက်တဲ့အတွက်လူခွင့်ရေးတွေချိုးပေါက်တဲ့အတွက်နိုင်ငံတကာကမင်းတို့နိုင်ငံကိုပိတ်ဆို့ပြန်တော့မယ် isolation လုပ်ပြန်တော့မယ် မင်းတို့ isolation ဖြစ်ပြန်တော့မယ်ဆိုပြီးတော့အဲ့ဒီလို isolation ဆိုတာကိုသုံးခဲ့တယ်ပေါ့နော်အဲ့တော့ isolation မင်းတို့နိုင်ငံကအဲ့လိုဖြစ်တော့မယ်သီချာတခြားပြင်ပကဘာနဲ့အဆက်ပြတ်နေပြန်တော့မယ်လို့ပြောတော့အဲ့ဒါစိုးဝင်းကဘာပြောတယ်လဲဆိုတော့နော်ကိစ္စမရှိဘူးတဲ့ငါတို့နိုင်ငံကအခုမှဟာလာနိုင်ငံတကာနဲ့ဆက်ပြတ်တာမဟုတ်ဘူးတဲ့ဘိုးတော်ကရက်တဲလို့ အဆက်ပြတ်ခံထားရတာဆိုတော့နေတတ်တယ်တဲ့နော်အထီးကျန်လည်းနေတတ်တယ်တဲ့သူဆိုလိုတာကတော့ဟုတ်လားကဘာကြီးနဲ့တရင်တနည်းနေဟုတ်လားနိုင်ငံကချမ်းသာနေပေမဲ့အဲ့ဒီနိုင်ငံကိုသူတို့ထင်သလိုမလုပ်ရဘူးဆိုရင်အဆင်မပြေဘူးဟုတ်လားကဘာကြီးကဖျက်ထားလဲကိစ္စမရှိဘူးဒါပေမဲ့ဒီမြန်မာနိုင်ငံကိုစစ်ဘိုလ်ချုပ်တွေကသူတို့ထင်သလိုလုပ်ရတယ်ဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်နေဖြစ်နေဆိုတဲ့အတိတ်ပဲမျိုးစိုးဝင်းကပြောသွားတယ်နော် နောက်တစ်ခါအရင်တော့ငါတို့တွေ့ကြုံရှိဘူးတဲ့88တုန်းကလည်းကဘာကဒီလိုပဲနော်အထီးကျန်ထားခဲ့တာပဲဟောအဲ့ဒီတော့ကလည်းသူတို့ပဲអော်တာပဲငါတို့ကိုစီးပွားရေးပိတ်ဆို့တယ်အထီးကျန်ထားတယ်ဆိုပြီးတော့ဒါကကဘာကမြန်မာနိုင်ငံနဲ့အဆက်ပြတ်တာပေါ့နောက်တစ်တခါစစ်အာဏာရှင်တွေကနေပြီးတော့ကိုပြည်သူတွေကိုအဆက်ပြတ်တာရှိသေးတယ်နော်ဘယ်လိုဆက်ပြတ်တယ်လဲဆိုတော့ဟိုတန်းရွှေတွေလက်ထက်တုန်းကဆိုလို့ရှိရင် အင်တာနက်ရှိတော့ရှိပါရဲ့เนาะ2003လောက်ကပေါ့စပေါ်တယ်ပေါ့အဲ့တော့ internet cafe ဆိုပြီးတော့အဲ့ဒီလိုဟာဒီမှာတွတ်တွတ်ပြီးတော့တုံးကြရတယ်เนาะလူတွေကတုံးကြတဲ့အခါမှာဥပမာဆိုကြပါစို့ BBC ဆိုတာကိုသတင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်နောက်တစ်ခါ ARD သတင်းကိုကြည့်ရမယ်ဆိုလို့ရှိရင်เนาะ www.ard.com မစ်ဇီမာเนาะအဲ့တော့ www.mizima.com ဆိုပြီးတော့အဲ့ဒါလိုရိုက်လိုက်တာ ਨੇ ဘာပေါ်လာတယ်လဲဆိုတဲ့အခါကျတော့ the access has been denied ဆိုပြီးတော့ကိုရှာဖွေတဲ့ဟာလာကိုဖွင့်လိုက်တဲ့ internet ကဘာဖြစ်လဲဆိုတော့ website ကပေါ်မလာဘူးညင်းပယ်ခံရတယ်ဆိုပြီးတော့အဲ့ဒါလိုပေါ်လာတယ်သူကအကုန်လုံးပိတ်ဆို့ထားတာကဘာကြီးနဲ့ပြည်သူတွေကိုကြည့်ခွင့်မရဘူးတည်င်းနေမောင်းချခံရတယ် internet ကတော့ရှိတယ်အမီကန်ပေါ့အဲ့ဒါလိုနောက်ထပ်ဘယ်လိုပိတ်ဆို့ထားသေးတယ်လဲဆိုတော့ကဘာကြီးနဲ့အဲ့ဒါ sync တစ်ခုကို မှတ်မိတယ်ဦးစင်ကောင်းကောင်းမှတ်မိတယ်2005ကစင်ကက်တစ်ခုကိုဖုံးစင်ကက်တစ်ခုကိုမြန်မာငွေကျပ်သိန်း30 40အဲ့ဒါလိုဘေးရတယ်ခင်ဆိုတာရှိခဲ့တယ်ရှိခဲ့တော့အဲ့ဒါနိုင်ငံသားတွေကမသိကြဘူးဒီကမြန်မာနိုင်ငံကိုလာတဲ့နိုင်ငံသားတွေကအဲ့တော့စင်ကက်ဟာသူတို့မှလည်းအဲ့တော့ကတော့ဟို iPhone တို့ iPad တို့ဆိုတဲ့ Samsung တို့မပေါ်သေးဘူးပေါ့နော် keypad တွေပဲရှိကြသေးတာ哦အဲ့ဒီ keypad ကိုသူတို့ယူလာတယ်မြန်မာနိုင်ငံကစင်ကက်ဝယ်ပြီးတော့ ထည့်မယ်ဆိုပြီးတော့စင်ကတ်သွားမိတဲ့ခါကျတော့တိန်30 40ဆိုတော့ဟာဒီနိုင်ငံယူမြယူနေပြီလားဆိုပြီးတော့အဲ့ဒါလို့တစ်ခဲ့ကြဘူးတဲ့အဲ့တော့ तू ကပြောလဲဆိုတော့ငါကူတဲ့ဒီဖုံးစင်ကတ်တွေကိုရောင်းခွင့်ပေးလိုက်စမ်းပါတနိုင်ငံလုံးဖုံးတွေဆက်သွယ်လို့ရအောင်တနည်းအတွင်းသူလုတ်ပြမယ်တဲ့နော်စင်ကတ်တစ်ခုတည်းကိုမလုပ်ဘူးလေဆိုတော့တထောင်ပဲရောင်းမယ်တဲ့ဗမာငွေတထောင်အဲ့တော့တနည်းအတွင်းနဲ့သူဒေါ်လာတန်းကျွဲတစ်ထည်ကြီးဖြစ်သွားစေရမယ်ဆိုပြီးတော့ ူ့ကိုသာအခွင့်အရေးသာပေးလိုက်စမ်းပါတနင်္ဂနွေလုံးနဲ့ဆက်သွယ်ရအောင်သူလုတ်ပေးပါမယ်ဆိုပြီးတော့အဲ့လောက်ထိအောင်เนาะပိတ်ဆို့ထားတာနောက်ပိတ်ဆို့ဘယ်လုံးမှလုတ်လို့မရတော့တဲ့ exchange အမှမလုတ်လဲဆိုတော့အဲ့ဒါဥသိန်းစင်ကသူရောက်မယ်ငါရောက်မယ်နဲ့ပေါ်လာတဲ့ community ပုဂ္ဂလိက community ပေါ်လာတဲ့အချိန်ကျမှဥသိန်းစင်ကကဲ1500နဲ့ဆိုပြီးတော့လုတ်တော့မှာအဲ့ဒီကျမှဘာမှမသိနားမလဲတဲ့ဟိုအမျိုးသားကြီးပုဂ္ဂိုလ်တွေကဟာစင်ကတ်ကို ဦးသိန်းစင်ကပဲဖန်တီးပေးခဲ့တယ်လို့လူဒီထွန်ပေးခဲ့တယ်လို့လူ ਨੇ အဲ့လိုဦးစင်းတို့နိုင်ငံသူနိုင်ငံသားတွေကအပိတ်ခံထားရတော့အကုန်လုံးပိတ်တာလို့ဖြစ်သွားကြတာโอเคအဲ့တော့ isolation ဆိုတဲ့အကြောင်းကိုရှင်းပြရင်းနဲ့ဒါပြောပြတာပါเนาะ have cut the country cut off from political and intellectual progress and the rest of the world အဲ့ဒါပါလဲဆိုတော့အဲ့တော့ကြံကပနိုင်ငံတွေ ਨੇ ဖြတ်ထားတာဘယ်လိုနိုင်ငံတွေလဲဆိုတဲ့အခါကျတော့ intellectual progress political progress အဲ့လိုနိုင်ငံရေးပညာရေးတိုးတက်တဲ့ကမ္ဘာနိုင်ငံတွေနဲ့အဖြတ်အဖြတ်တောက်ခံထားရတယ်တဲ့ဆယ်စုနှစ်ပေါင်များစွာနောက်တစ်ခါ people have had to rely on their efforts အဲ့တော့ people လူတွေကဘာလို့လဲဆိုတော့ rely on rely on ဆိုတာကမိခိုးတာအားကိုးတာနော် their effort သူတို့ရဲ့ဝရီးယား သူတို့ရဲ့စူးစမ်းအထုတ်မှုပေါ်မှာပဲသူတို့ကအာကိုနေရတာဘသူကမှအာကိုလို့မရဘူးဘယ်နိုင်ငံမှအာကိုလို့မရဘူးဒါဗုဒ္ဓရဲ့တရားတော် ਨੇ ကွက်တီပဲအတ္တဟိအတ္တနောနာထောဆိုတဲ့အတိုင်းအဲ့တော့ကိုကကိုအာကိုတယ်ဘာလို့ဖို့အာကိုရတာလဲဆိုတော့ to challenge စင်ခေါ်ဖို့ဘာကိုစင်ခေါ်မှာလဲဆိုတော့ to false idea false idea ဆိုတော့မှားယွင်းတဲ့အယူဆဘယ်နှခုလဲဆိုတော့နှခုမှားယွင်းတဲ့အယူဆနှခုကိုတိုက်ဖြတ်ဖို့အတွက်ပြည်သူတွေကကိုကကိုယုံကန်ကြရတာ ိုယ့်အကူရက်တည်ပြီးတော့ယုံခံကြရတာ that အဲ့ဒီအမှားရွံ့တဲ့နှစ်ခုကဘာလဲဆိုတဲ့အခါကျတော့ they are not ready for political responsibility ဟောနော် they are not ready အဲ့ဒီပြည်သူတွေကအရင်တည်းမဖြစ်သေးပါဘူးဆိုတဲ့မှားရွံ့တဲ့အယူဆတစ်ခုဘာအတွက်လဲဆိုတဲ့အခါကျတော့ for political responsibility ဟောနိုင်ငံရေးပါတာဝန်ယူနိုင်တဲ့အရေးချင်းတွေအရေးသွေးတွေပြည်သူတွေမှာမရှိသေးဘူးဆိုပြီးတော့ မှားယွင်းတဲ့အယူဆတစ်ခုအဲ့ဒါကိုစစ်အာဏာရှင်တွေကပြည်သူတွေကနှုတ်သေးတယ်ဒီမိုကရေစီကအခုမှဘယ်နှစ်နှစ်သားလေးပဲရှိသေးတယ်စသဖြင့်ပေါ့အဲ့ဒါလိုအကြောင်းပြပြီးတော့စစ်တပ်ကလေဝကြီးအုပ်ဖို့လိုသေးတယ်အုပ်ချုပ်ဖို့လိုသေးတယ်အဲ့ဒါလိုအဲ့ဒီအယူဆမှားယွင်းတဲ့အယူဆတစ်ခု and second ဒုတိယအယူဆကဘာလဲဆိုတော့ the democracy is not suitable for burmese society democracy is not suitable နော်ဒီနေရာမှာ suitable ဆိုတာကတင့်လျော်သောလို့ဒီပေးရတယ်တင့်လျော်သောလျော်ကန်တင့်မြတ်သောပေါ့အဲ့တော့ democracy ဆိုတာဟာမတင့်လျော်ဘူးနော် for bami society မြမယဉ်ကျေးမှုနဲ့မြမလူနေမှုပတ်ဝန်းကျင်နဲ့မတင့်လျော်ဘူးဆိုတဲ့မာရွဲ့နဲ့အယူဆပေါ့အဲ့ဒီယူဆနှစ်ခုကိုတိုက်ဖြတ်ဖို့အတွက်ကိုယ့်ဟာကိုယ်ပဲရုန်းကန်လာခဲ့ကြရတာဆိုတဲ့ဒီကမာကြီးတောင်ဆန်းစုကြည်ပြောကြချက်ကိုဒါ ဥစဉ်ပြောပြတာပါအဲ့တော့ဆရာနာရှင်တွေကတော့မလုပ်လဲဆိုတော့အဲ့ပြည်သူတွေကိုရာခိုင်နှုန်းပြီးဒီမိုကရေစီရာခိုင်နှုန်းပြီးပေးလို့မဖြစ်ဘူးမဖြစ်သေးဘူးသူတို့ပဲထိန်းချောင်းပစ်ပဲ့ပြင်ရမယ်ဆိုပြီးတော့အဲ့ဒါ25ရာခိုင်နှုန်းသူတို့လွှတ်တော်ထဲမှာဘသူမှမရွေးမဲမဲပေးပဲနဲ့မရွေးကောက်ပဲနဲ့ကပ်ပြက်ရပြက်လုပ်နေကြတဲ့ဥစ္စာတွေအရေးကြီးတဲ့ဝန်ကြီးဌာနသုံးခုကိုလည်းပဲသူတို့ပဲထုတ်ချုပ်ထားတာပဲထိန်းကွက်ထားတာပဲအဲ့ဒီဝန်ကြီးဌာနတွေကဘာလဲဆိုတော့ကာကွယ်ရေးတဲ့ အကုန်လုံးလက်နဲ့ကင်နေကြီးပဲပြည်တဲ့ရေးတဲ့နော်လက်နဲ့ကင်ပဲရဲတွေရောအခုအချင်းတောင်တွေရောသူတို့လက်အောင်ပါပဲနေဆက်ရေးတဲ့နော်နေဆက်ရေးအကုန်လုံးသူတို့ထိန်းချုပ်တာပဲပြီးတော့နေဆက်တွေပောက်တာလည်းအဲ့ဒါသူတို့ပဲနော်အဲအဲ့ဒါလို့လက်နဲ့ကင်ဝန်ကြီးဌာန၃ခုလုံးကိုအရေးကြီးတဲ့ဝန်ကြီးဌာန၃ခုလုံးကိုသူတို့ပဲထိန်းတာ25မကဘူးအများကြီးပဲသူတို့လောက်ပိုင်ခွင့်နေယူထားပြီးတော့ပြီးတော့တာဝန်ကြတော့ဘာမှမယူဘူးလေ နောက်ဒီမိုကရေစီဒီမိုကရေစီကိုကြတော့ဘယ်လိုနာမည်ပေးတယ်လဲဆိုတော့စီကံပြေဝါသောဒီမိုကရေစီတဲ့ဒီမိုကရေစီကိုဘာလုပ်လိုက်လဲစီကံပြေဝါသောဆိုပြီးတော့စီကံနဲ့ထိန်ချုပ်သူလိုမျိုးလုပ်ပစ်လိုက်တယ်အဲ့ဒါเนาะအလေးပဲကဘာလဲဆိုတော့တကယ်ယာခိုင်နှုံးပြီစစ်မှန်တဲ့ဒီမိုကရေစီကိုအဲ့ဒါကန့်တက်လိုက်တာပေါ့ချုပ်ချယ်လိုက်တာပေါ့ဟိုဥနေဝင်လက်ထက်ကလည်းမလုပ်ခဲ့သလဲဆိုတော့ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးတယ်ဆိုပြီးတော့လုပ်ခဲ့သေးတယ်လေ socialist စနစ် socialist စနစ်တောင်မှသူကျင့်သုံးတဲ့ socialist စနစ်ကဘယ်လို socialist လဲဆိုတော့မြန်မာနီးမြန်မာဟာ socialist ဆိုပြီးတော့အဲ့လိုလုပ်တာအခုလည်းပဲအဲ့ဒီပုံစံမျိုးခင်ညွတ်တို့ကပြောချက်ပြောခဲ့ကြတယ်လေဟာဒီမိုကရေစီဆိုပြီးတော့ဟာလာအနောက်နိုင်ငံအနောက်နိုင်ငံအနောက်တိုင်းတွေကိုအတုခိုးလို့မရဘူးกว่าဆိုပြီးတော့နော်ဒါကမြန်မာမြန်မာနိုင်ငံထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံกว่าဆိုပြီးတော့အဲ့ဒါလို့ထေရဝါဒဗုဒ္ဓဘာသာနဲ့ကိုက်ညီတဲ့ ီမိုကရေစီမြန်မာရင်ကျင်းမှုနဲ့ကန့်ညီပဲကန့်ညီတဲ့ဒီမိုကရေစီပဲကျင့်သုံးရမယ်กว่าဆိုပြီးတော့အဲ့ဒါလို့လောက်ချင်ကြတာအဲ့တော့ဗုဒ္ဓဘာသာဆိုတာလည်းပဲဒါသူ့အနေနဲ့သူစီကံကရှိပြီးသားပဲဗုဒ္ဓဘာသာရဲ့အဲသဘောတရားဆိုတာက foundation ဆိုတာဒါရှိပြီးသားဗုဒ္ဓဗုဒ္ဓကဟောကြားခဲ့တဲ့ဥစ္စာဒီမိုကရေစီမှာလည်းပဲဒီမိုကရေစီရဲ့အယူဆဒီမိုကရေစီရဲ့သဘောတရားဆိုတာဒါရှိပြီးသားပဲဘာမှထိမ့်ချုပ်ထားစရာထိမ့်ကွက်ထားစရာမရှိဘူးအဲ့တော့ဆရာနာရှင်တွေကတော့ ဗုဒ္ဓရဲ့တရားတော်ကိုတောင်းမှမြမာနိမြမဟံဗုဒ္ဓဘာသာတို့မြမာနိမြမဟံသစ္စာတရားတို့အဲ့ဒါလို့သူတို့ကြိုက်တယ်လို့ခြေလှယ်ခြင်းတဲ့သဘောတည်းတောင်ရှိတာเนาะဒါကြောင့်မလို့ပြည်သူတွေလိုချင်တာကတကယ်စစ်မှန်တဲ့ဒီမိုကရေစီเนาะ genuine democracy ဒါပေမဲ့အဲ့ဒါကိုစကလုံးလှလှနဲ့ discipline democracy ဆိုပြီးတော့စီကံပြည့်ဝသော democracy ဆိုပြီးစစ်သားတွေကိုလည်းစီကံပြည့်ဝရတယ်ရမယ်ဆိုပြီးတော့မလုပ်လဲဆိုတော့ အမိန်နာခံခိုင်းတာပဲလေနော်အဲ့တော့အဲ့လိုပဲငါပြောတဲ့အတိုင်းလုပ်ဆိုတဲ့ဟာမျိုးအဲ့ဒီအဲ့ဒီဒီမိုကရေစီမျိုးပဲပေးကျင်တာသူများပေးတဲ့အမိန်မလိုချင်လို့မှဘာလုပ်လဲဆိုတော့နော်ကိုလိုနီလက်အောက်ကနေပြတော့လွတ်အောင်ပြည်သူတွေကရုံထွက်ခဲ့ကြတာပဲနော်တွန့်လန့်ခဲ့ကြတာပဲဒါဟာတကယ်ကိုစီးလုံးညီညွတ်တဲ့ပြည်သူဖြစ်တယ်ဆိုတာကိုဒါပြခဲ့တာပဲ88အရေးခင်2000ခွန်အရေးခင်2021အကုန်လုံးဟာစီးစီးလုံးလုံးနဲ့ပြည်သူတွေတစည်းတလုံးတည်း စစ်အာဏာရှင်မလိုလားဘူးဆိုတာကိုဒါပြခဲ့ကြတာပဲเนาะဒါဟာတကယ့်ကို participation အနေနဲ့ပါဝင်ခဲ့ကြတာ permission အနေနဲ့ဟာလာစစ်အာဏာရှင်တွေကခွင့်ပြုလို့ဒါလှုပ်ရှားခဲ့ကြတာမဟုတ်ဘူးဆိုတာကိုဒါသက်သေပြတာပဲဒါကြောင့်မလို့ဒါဦးစင်းတို့နိုင်ငံဟာဒီမိုကရေစီနိုင်ငံနဲ့ဒီမိုကရေစီဖြစ်တိုက်တယ်ဆိုတာကိုဒါအထူးသဖြင့်ဒါပြောပြတာပါเนาะ ဲ့တော့ဒကမကြီးဒေါအောင်ဆန်းစုကြည်ရပါမှာဒီဟာတွေကိုမှားရွံ့တဲ့အယူဆတွေကိုကိုဟာကိုပဲတိုက်ဖြစ်ကြတယ်ဆိုတဲ့ဥစ္စာကိုဒါဒကမကြီးကမိမောင်းထုတ်ပြတာဖြစ်ပါတယ်ဒါကြောင့်မလို့အားလုံးအားလုံးတော့ဟလာပြည်သူတွေမိမိတို့လိုချင်တဲ့ဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီပန်းနိုင်ကိုအရောက်လှမ်းနိုင်ကြပါစေလို့ဆန္ဒပြုဆုတောင်းပါတယ်ကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြပါစေ